နေပြည်တော်မှာတဲ့အဘလီစောက်မလို့ကျွန်တော်မေးကြည့်တယ်ဟိုစီပင်သားရာကောမဒီတာဝန်ရှိရပုံဘယ်နားလိမ့်မှာဘယ်နေရာမှာဘာစောက်လို့ခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးဒါအဖြေပဲကျိုးကကြတော့လေအစိုးရဟိုအပြစ်တင်မှာဆိုလို့ဖုံးတယ်ကားတယ်ဖားတယ်ပေါ့ဗျာနော်အဲတချို့အဲ့လိုရှိကြတယ်ကျိုးဆိုလေပေါ်တင်ကိုဖားတာဗျာနော်ပေါ်တင်ကိုဖားတာတကြည်ပြီးအချိန်မရှိဘူးပေါ်တင်ကိုဖားတာ ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစုစည်းဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အနီးတော်ပါတဲ့အဘလီစားမလို့ကျွန်တော်မေးကြည့်တယ်ဟိုစီပင်သားရာကောမဒီတာဝန်ရှိရဲ့ပုံဘယ်နှလေးမှဘယ်နေရာမှာဘာစောက်လို့ခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးဒါအဖြေပဲ နိုင်ငံခြားပြောတာဒီမယုံနဲ့လေဒီမှာနေပြီးတော့မှနေနေတာရာလီလာပြောတာနောက်တစ်ခုကဟိုကပေါ့ a little knowledge dangerous လို့ပေါ့နော်နည်းနည်းပဲသိရင်အန္တရာယ်များတယ်ဆိုတာအဲ့ဒါပြောတာနည်းနည်းပဲသိရင်ရှောက်ပြီးတော့ဖွာအများကြီးသိသလိုလိုနဲ့နော်ဟိုတည်င်းသမားလေးတယောက်ဆိုလဲတနာပါတယ်တရားစွဲခံရတော့မယ်ဟုတ်လား အထူးဒေတာတစ်ခုကပုံကိုကြီးကသူ့နေမြေမှာဒီရုပ်ကဝေဝိုင်လို့သဘောတူပါတယ်ပါဆိုသွားခင်ဗျာခင်ဗျာနေမြေခင်ဗျာပြန်ရအောင်လုံးပါညာရန်ကုန်မှာတော့ဟိုတယ်တွေဝေထားတယ်ပါညာဟာတဲ့ဟိုတယ်ဝေတာကျွန်တော်တို့လည်းဘာမှဆိုင်ဘူးနဲ့ဝေတဲ့ကောင်တယောက်တည်းကျွန်တော်တို့မိသားစုနဲ့မဆိုင်ဘူးဒါကျွန်တော်တို့မိသားစုကိုတက်တက်သိခါချတာဟာကျွန်တော်တရားဆွဲတော့မယ်လေသူတို့လာပြောတယ်ကျွန်တော်ဩတနာပါတယ်လို့ဒီရှာမေးမြန်ပြီးဆို မေးမြပြီးလှုပ်တာတော့မဟုတ်ဘူးဗျာကျွန်တော်လည်းအဲ့ဒါပြောလိုက်ပါလေအဆွဲမဲ့ဆိုရင်တော့တစ်ခုနဲ့နဲ့မဆွဲနဲ့နှစ်ခုနဲ့ဆွဲလို့တစ်ခုက66ဂါကြီးရေနောက်တစ်ခုကအတီရဖြတ်မှုနှစ်မျိုးနှစ်မျိုးတော့လှုပ်လိုက်အကြံပေးလိုက်ဒါမှရှောက်ပြောဘလုရှတ်တရှောက်ပြောရှာရိုးမရှိတိုင်းဘလုရှတ်တရှောက်ပြောနေတာရက်သွားနည်းနည်းငြိမ်သွားပါတော့နော်နည်းနည်း သတင်းသမားဆိုတာဂါဂနာနာဂငယ်ဂါជីနာငယ်နာជីလေးလာကြီးမပြောရှောင်းမပြောနဲ့တရားရုံရောက်ကတ်ရောက်နဲ့အဲဆိုတော့မကောင်းဘူးလေနော်အဲဒီလာပြောတာလေးစားပါဒီနေပြည်တော်မှာနာမည်ကြီးတဲ့ကိစ္စပေါ့ဗျာအဲနာမည်နာမည်ကြီးတဲ့ကိစ္စနဲ့ကျွန်တော်ဟိုကနေဆက်ဆက်ပြီးပြောရမယ်နေပြည်တော်နာမည်ကြီးကိစ္စဆိုအခုဗလီကိစ္စပေါ့တော်တော်နာမည်ကြီးတဲ့အဲကိစ္စဟောပေါ်လို့ရိုက်နေလားအဲ အဲ့ဒီဘလီကိစ္စကလည်းကျွန်တော်လိုရင်းပြောရရင်2024လာ23ထင်တယ်ကျွန်တော်ဒီတက်ပြန်ကြည့်လိုက်အောင်ကျွန်တော်တခါတည်းအလွတ်မရဘူးဗျာဆိုတော့အဲ့လောက်တော့ခွင့်ပြုပေးခဲ့တဲ့ဟာဒီအဲ့ကတော့ပူဂျုံမူကြီးကကျွန်တော်တို့သိသလောက်ပေါ့နော်2020နဲ့အဲညနေ2024တုန်းကဘာသာပေါင်းစုံကိုယ်စားလှယ်နဲ့တွေ့ဆုံအခမ်းအနားတစ်ခုမှာပူဂျုံမူကြီးကိုယ်တိုင်သူခွင့်ပြုပေးခဲ့တဲ့မြေတွေရှိတယ်လို့သိရတယ်ဒါဒါအခုဖြစ်နေတာနေပြည်တော်ကောင်စီနဲ့မြေပြည်မနာမျိုးနဲ့တစ်စိတ်မင်ကြီးွားအဲ့ရွာထဲမှာ အဲ့ရွာထဲမှာဒါပလီဒီဆောက်နေတယ်ပေါ့ဗျာအဲ့ဒါကိုဒီဆောက်နေလို့ဆိုပြီးတော့အခုမျိုးသားရေးသမားတွေဘာညာတွေကဒါစိတ်ဆိုးကြတယ်အခုလုံးဝိုင်းပြီးတင်ကြတယ်ပေါ့နော်ဆိုတော့သူကလည်းဘောကတိကာဝယ်နေသိစိတ်မင်းရွာမှာဆိုတော့အဲ့ဒါကလည်းရခင်ကဘိုးချုပ်မကြီးကဒီဘာသာဘောဆောင်ဖွဲ့နေတွေ့တဲ့အချိန်မှာအဲ့ဒီနေရာတွေကိုဒီအစ္စလမ်တခုရဲမဟုတ်ပါဘူးတခရစ်ယာန်ဗုဒ္ဓဘာသာအင်္ဂလိပ်ကန်ခရစ်ယာန်ပေါ့နော်ကက်သလစ်ခရစ်ယာန်ခရစ်ယာန်ကအင်္ဂလိပ်ကန်နဲ့ကက်သလစ်နောက်တော့ကနှစ်ချင်းနောက်အဲ့သုံးမျိုးနဲ့ဗုဒ္ဓဘာသာဆွန်နီအစ္စလမ်ရှီယာအစ္စလမ် ရှိတဲ့ဆင်လန်းနောက်တော့ဟိန္ဒူအစရှိတဲ့ကိုယ်စားလှယ်ကိုကျွန်တော်ဖိတ်ပြီးတွေ့ရချိန်မှာသူတို့အတွက်ဒီသင့်တော်တဲ့မြေနေရာလေးတွေချထားပေးတယ်လို့ကျွန်တော်တို့အကြမ်းဖျင်းသိရတယ်ဟိုချထားပေးတယ်လို့ကြားမှုတွေပေါ့နော်ဒါပေမဲ့အဲ့တော့အဲ့ဒါကြောင့်ဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကနေ2024ရချတော့အခုပြီးခဲ့တဲ့ဆယ်ရက်မပြည့်ဘူးဗျာရှစ်ရက်ကိုယ်လောက်ဆယ်ရက်ပေါ့ဒါပေါ့ဆယ်လောက်မရှိသေးဘူးပြီးခဲ့တဲ့ရက်ပိုင်းကပြီးခဲ့တဲ့အောက်တိုဘာစက်တင်ဘာနောက်ဆုံးပတ်စပိုင်းလောက်မှာစပြီးတော့ဒီဒီ W စောက်ဖို့ဆိုဖောင်ဒေးရှင်းတွေစချရအောင် ချာလာကြအဲ့ဒီမှာစပြီးတော့မျိုးသားရေးသမားတွေဘက်ကစပြီးပေါက်ကွဲပြီးတင်ကြတာပေါ့ဗျာအာတချို့တွေကလည်းမျိုးသားရေးသမားတွေနဲ့တက်မလို့နဲ့ရန်ဖြစ်အောင်တိုက်ပေးတယ်အာတချို့ကလည်းမျိုးသားရေးသမားတွေနဲ့မီဒီယာတွေရန်တိုက်တယ်တချို့ကလည်းမျိုးသားရေးသမားတွေဘာသာရေးနဲ့ရန်တိုက်တယ်အာပတ်လည်ရပြန်တိုက်ပြီးတော့တချို့ပြောနေတချို့ကကြတော့လည်းအစိုးရဟိုအပြစ်တင်မှာဆိုလို့ဖုံးတယ်ကားတယ်ဖားတယ်ပေါ့ဗျာနော်အာတချို့ကအဲ့လိုရှိကြတယ်တချို့ဆိုလည်းပေါ်တင်ကိုဖားတာဗျာနော်ပေါ်တင်ကိုဖားတာတကြည်ပြအချိန်မရှိဘူးပေါ်တင်ကိုဖားတာတကယ်နိုင်ငံတော်ကတကယ်ပေးတင်ပေးထိုက်လို့အစ္စလန်တကူတွေကိုပေးတယ်မို့ပဲကျန်တဲ့ဘာသာအလုံးကိုပေးတာလीအ ဆိုတော့ကျွန်တော်ပွန့်လို့ပြောရင်နိုင်ငံတော်ကအဲ့လိုမြည်ချပေးမှမရှိလားချပေးလို့ရတယ်လေဘာသာရေးအဆောက်အအုံဆိုတာကလူအရင်ချပေးရတာရှိတယ်နေပြည်တော်မှာဘာသာရေးအဆောက်အအုံနဲ့ပတ်သက်ဗုဒ္ဓဘာသာတော့ရှိတယ်ကျန်တဲ့ဒီကြီးကြီးမားမားအဲ့လိုမြည်နေရာချပေးတာမျိုးကအဲတိတ်ပြီးတော့မရှိဘူးဟိုးအရင်ရွာတွေရွာတွေမှာရှိတာလေးတော့နေတာရှိအောင်အဲ့လိုကြက်ကြက်နန်းနာဒီလုပ်ပေးရမျိုးကမရှိဘူးအဲ့တော့နိုင်ငံတော်ကြီးခဲ့ကကြတော့ तू ကဘာသာပေါင်းစုံနဲ့ပတ်သက် तू စဉ်းစားထားတာမြည်ရှိတယ်ဆိုကြပါဦးကျွန်တော်နိုင်ငံနဲ့ပတ်သက်တခြားနိုင်ငံတွေစဉ်းစားတာကအစ္စလမ်ကိုဖိနေတယ်လို့ခရစ်ယာန်ကိုဖိနေတယ်လို့ဟိုဟာကိုဖိနေတယ်ဒီကနေ့ဗုဒ္ဓဘာသာကအရင် ကျွန်တော်နိုင်ငံမှာဗုဒ္ဓဘာသာကိုအားလုံးလညိုဝိုင်းထိုးနေတာဒီကဘာလုံးကလညိုလိုင်းထိုးအမေရိကန်ထိုးဟိုကထိုးလညိုတွေကဝိုင်းထိုးနေတာထိုးနေကြတော့မင်းတို့ထိုးနေထိုးနေလညိုတွေကိုပြဖို့တော့ကဒီမှာကြည့်ရန်ကုန်မှာဆိုရင်မြို့လေကောင်မှာတွေ့ကြည့်လိုက်ဟိုဟာအစ္စလာမ်ခရစ်ယာန်ဗုဒ္ဓဘာသာကိုသုံးခုလုံးတည်းဆိုင်လာတာမြို့လေကောင်ကြီးမြို့တော်ခန်းမှာရှိတဲ့တယ်မှာဘေးမှာတဲ့တယ်မှာတဲ့တယ်မှာမြို့မြို့တော်ခန်းမှာရည်ဒီလိုဘေးနှစ်ဖက်မှာဗုဒ္ဓဘာသာနဲ့အစ္စလာမ်နဲ့ခရစ်ယာန်တွဲထားတာတွေ့လိုက်ကြည့်နော်အဲ့လိုတွေ့လိုက်ကြည့်ရယ်ဘလီရဲစာအကုန်ရှိတယ်အဲ့နာမြို့လေကောင်ကြီးမှာဆိုတော့ပြကြည့်တာ ဒါအဲ့တော့နေပြည်တော်လိုနေရာမျိုးပါလဲရှိတင်လာရှိတင်နေဒါကြောင့်မလို့သူကမြေရချပေးတယ်ဒါပေမဲ့ဒီမျိုးသားသမားရဲ့ကြတော့လေသူ့ရဲ့ခံစားချက်အရာဒီအစ္စလမ်ဘာသာကိုသူစိုးရိမ်ကြပုံရတယ်။ဘာကြောင့်စိုးရိမ်လဲမင်းကျွန်တော်တို့ဒီဘက်ကမျိုးသားသမားရဲ့ဗုဒ္ဓဘာသာဝင်ဒီအစ္စလမ်ဘာသာဝင်စိုးရိမ်ရဲ့အကြောင်းရင်းလည်းအဖြစ်တော့မဟုတ်ဘူး။ဘာဖြစ်လို့ဆိုခင်ဗျားကပြည်ထောင်မှာဖြစ်နေပြီလေပြည်ထောင်မှာဖြစ်နေကိစ္စဒီတော့ကျွန်တော်မြန်မာပြည်မှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေကတော့တကယ်ကိုဒီလိုမျိုးပြည်ထောင်ကပြည်ထောင်မှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေလောက်တော့ဟိုအရင်ဟိုသွေးမကြွဘူးပေါ့နော်။အရင်ဟိုးမဖြစ်ဘူး။ ဒီမှာအေးစေးနေကြတယ်လို့တော့ကျွန်တော်အဲအဲ့လိုတော့မြင်ထားပေးခြင်းတယ်။ဘာလို့ဆိုတော့အခုထီတော့အဲ့လိုပဲမြင်ပေးရမှာပေါ့ဗျာတတ်နိုင်ဘူးပေါ့ကိုဘာလို့ဆိုတော့ကိုကလောဆယ်သူတို့အဲ့လိုပဲနေနေတာဟုတ်။အေးချမ်းဆိုတာနေထိုင်တဲ့အစ္စလမ်ပါလာဝင်တွေကတော့အတွက်ကတော့လိုအပ်ပါတယ်။ဒါကိုအသုံးချပြီးတော့ရှင်းပြရအောင်။ဒါကိုအသုံးချပြီးတော့ဒီတိမ်မှာလုတ်တလို့မျိုးလုတ်ဖို့ကြိုးစားလာတာဆိုရင်တော့ဒါကျွန်တော်တို့နိုင်ငံအတွက်အနေရှိတယ်။ဒါနှစ်ချက်ပဲ။ဒါပဲကျွန်တော်အဲ့လိုပဲပြောချင်တယ်။အဲ့တော့ပြည်တိမ်မနုံအောင်ကြည့်ပြီးတော့ဒီဘက်ကမျိုးသားသမားတွေစိုးရိမ်လာလေ။ မမပါဘူးဒါတော့ဒီတော့အစ္စလမ်ဘာသာဝင်တာဝန်ရှိသူတွေကိုယ်တိုင်ကလည်းပြောရမှာစိုးရိမ်စရာမဟုတ်ဘူးဒါတွေကဘာကြောင့်ဆိုဒီဒေသမှာအစ္စလမ်တွေဘယ်လောက်ရှိလဲတွတ်ဖြတ်ပြတယ်နိုင်ငံတော်ကြီးခဲ့တယ်လေအဲ့ဒီနေရာမှာအစ္စလမ်ဘယ်လောက်ရှိလဲအစ္စလမ်ဥယျာဉ်ဘယ်လောက်ရှိလဲရှိမှာပေးဖို့တင်လာချဖို့တင်လာဒါတွေစဉ်းစားပြီးတွတ်ဖြတ်ပေးဖို့လိုတာအဲ့တော့အဲ့ဒီနေရာကိုသွားကြည့်တော့တော်တော်ခေါင်တယ်လို့အကြံဉာဏ်သိရတယ်ခေါင်တယ်နောက်တစ်ခုကအရင်လဲဒီအဲ့တဝိုက်မှာအစ္စလမ်တွေအရင်များလားမများလားဆိုရင်တော့တိတ်တော့အရင်တော့များတယ်ပုံတော့မပေါ်ဘူးဒါပေမဲ့အဲ့ဘလီပေါ်လာရင်ဘာဆက်ဖြစ်မလဲမင်း ဒလီရှိသွားရင်တိတ်မကြခင်မှာအစ္စလမ်ဘာသာဝင်တွေရောက်လာတယ်ဘာသာဝင်တွေအဲ့မှာသူ့ပေါင်းအဲ့ရွာမှာနေထိုင်တယ်နေထိုင်ပြီးအဲ့ရွာတစ်ခုလုံးမှာရှိတဲ့မူလ origin ကသာပေါ်တော့များတဲ့ဘာသာကတဖြည်းဖြည်းနည်းနည်းလာပြီးတော့အစ္စလမ်ဘာသာဝင်တွေပုံများလာတယ်ဒါကလည်းမျိုးသားသမားတွေစိုးရင်ချက်ဆိုဒီဆိုရင်ချက်ကိုဆိုရင်ဆရာမရှိဘူးဆိုတော့ပြပေါ့အစ္စလမ်ဘာသာဝင်တွေဘက်ကပြရမယ်ဘာသာပေါင်းစုံဘက်ကပြပေးရမယ်ပြီးတော့နိုင်ငံတော်ကလည်းโอเคမင်းတို့ဆိုရင်ဆရာမလိုဘူးဆိုတော့တက်တည်ပြပေးရမယ်အဲ့တော့သူ့ဆိုရင်ချက်ကလည်းမှားမနေပြန်ဘူးဆိုတော့ဘာလို့ပြည်တွေမှာတကယ်ဖြစ်နေပြီနော် ီဒီနေလားဆိုတော့ကျွန်တော်ပြင်သေးတို့ကြိုက်တဲ့နိုင်ငံပြောဥရောပနိုင်ငံတွေကလောအမလီလူခွင့်ကြီးကောင်းစီတက်လိုက်တာအကုန်ကျုံးနေပြန်ကုန်တာအမေရိကန်မှာလည်းခုစဖြစ်နေပြီဆိုတော့အရာအလုံးကတောကရီတဲ့သူတို့သူ့နိုင်ငံနဲ့သူ့တောကရီသူကြီးပဲကိုယ့်နိုင်ငံကဒီမျိုးသားရေးသမားတွေဘာဘုဟုဘုရားဘာသာဝင်တွေစိတ်တော့ကဖြစ်တာလေမှားတယ်လို့ပြောမှာဒီနိုင်ငံရဲ့တကယ်ဟိုအများဆုံးလူကြီးရဲ့ဘုရားဘာသာဝင်တွေလေသူတို့လည်းအမျိုးပြောက်မှာစိုးကြောက်တာပေါ့ခင်ဗျာလေမျိုးပြောက်မှာမစိုးကြောက်လို့ခင်ဗျာမျိုးမျိုးပြတ်သွားဘယ်နဲ့လုံးအားလုံးကရှင်းရှင်းလေးပဲအဲ့တော့အစ္စလမ်ဘာသာဝင်ဗလီဆောက်တော် အစ္စလာမ်မဟုတ်လို့ကန့်ဝတ်တာဆိုတာထက်သူတို့ရဲ့စိုးရင်ချက်ကိုထုတ်ပြတာဒီလိုပဲမှတ်ပြီးလို့လေသူတို့ရဲ့စိုးရင်ချက်ကိုထုတ်ပြတာဆိုတော့သူတို့စိုးရင်တာမဟုတ်ဘူးဆိုတာကိုလေဒီအစ္စလာမ်ဘာသာဝင်အတိုင်းဝန်းနဲ့ပြဖို့လို့သူတို့နိုင်ငံတော်ကလည်းပြတယ်ဘာသာပေါင်းစုံကလည်းပြပေးရမယ်ပြီးတော့အေးချမ်းတော်နေထိုင်တဲ့အစ္စလာမ်ဘာသာဝင်တွေအတွက်လေဒီအဲ့ဒီဒေသမှာတကယ်အစ္စလာမ်နေများရဆိုရင်ရှိဖို့ပလီရှိဖို့လိုရတယ်မဟုတ်ဘူးသူဘယ်နဲ့တော့ဝတ်ပြမလဲသူဘယ်နဲ့တော့ဝတ်ပြမလဲအဲ့ဒါလည်းလူပြန်တယ်ဆိုတော့ဒါရီအားလုံးကတမမြတ်တာဆိုတာမျှချီရှိသွားနေဖို့လိုတယ်ပြီးတော့ဒီနိုင်ငံမှာနေတဲ့အစ္စလာမ်ဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်မဟုတ် တိုက်တာလာခဲ့တိုက်တဲ့ဘုရားသာဖြစ်ဖြစ်ဘယ်ဘာသာကူးကခမရဘယ်ဘာသာကူးကူးပဲဒါပေမဲ့ဒီနိုင်ငံအလှန်တော့အောက်မှာခမရတို့ကျွန်တော်အဲ့လိုတခုလေးရက်နေတာဒီ umbrella အောက်မှာတခုလေးရက်နေဆိုတော့မမေ့ကြတဲ့စိတ်မျိုးရှိမလို့လားကဲကျွန်တော်ရိုးလေးပြောမယ်မြန်မာပြည်ကအစ္စလာမ်ဘာသာဝင်တယောက်ဟိုဒီဘာလဲကျွန်တော်တို့ဟိုဘာ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 လဲတို့တို့ဟွာပေါ့တခြားအစ္စလာမ်နိုင်ငံတနေနိုင်ငံသွားလို့အဲ့ဒီနိုင်ငံသူ့တို့နိုင်ငံသားပြည်အသိမပြုမယ်ထင်လို့လားကိုနိုင်ငံဘယ်လဲမြန်မာအမင်းသိတို့နဲ့အစ်တမ်းမတူဘူးလို့ခံစားပြီးတော့ဘေးဖက်ကိုကျူးသွားတာ ဟုတ်ပြီမြန်မာနိုင်ငံကဂျန်နဲ့ဘာသာဝင်တယောက်တခြားနိုင်ငံသွားလို့ဟိုအသိမပြည့်ထင်လားသူတို့ရဲ့စီးရင်တွေကိုမသွင်းသေးဘူးခင်ဗျာသူတို့စီးရင်တွေမထည့်ဘူးမြန်မာလိုပဲမှတ်ပြီးတော့သူတို့ရဲ့သူတို့ရဲ့ဒီဒီဒီစပွဲပေါ်မှာတင်ထားတဲ့စီးရင်တွေမှာခဏအဝေးဝင်ဖယ်ထားမှာအဲ့ဒါပါလဲဆိုတော့ရှင်းရှင်းလေးပဲခင်ဗျားအစ္စလာမ်ဖြစ်ဖြစ်မော်စလင်ဖြစ်ဖြစ်အဲ့ဆိုအစ္စလာမ်ဖြစ်ဖြစ်ဟိန္ဒူးဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်ဘာဖြစ်ဘုရားဘာသာဖြစ်ဖြစ်ခင်ဗျားဘယ်တော့သွားခင်ဗျားကိုကြည့်မှာက nation နိုင်ငံကိုကြည့်တာခင်ဗျားနိုင်ငံပါလားနိုင်ငံအော်ဒီနိုင်ငံဒီနိုင်ငံကဒီဘာသာဝင်မယ်ဒီလောက်ပဲခင်ဗျားတို့အဲ့နိုင်ငံကနေပြီးတော့လေးနေမထားဘူးဆိုတော့လေခင်ဗျားတို့ကိုယ်တိုင်သိကြတယ်ဒါကြောင့်မလို့ ကျွန်တော်တို့ခင်ဗျားတို့အားလုံးဟာခရစ်ယာန်အစ္စလမ်ဟိန္ဒူမွတ်စလင်စရှိတဲ့လူတွေဒီမိသီဘာသာကိုယ်တည်းဖြစ်စေအကုန်လုံးကတူညီစွာရှိရမှာတစ်ချက်သေးပဲငါပါဆိုငါတို့ကဒီမြန်မာနိုင်ငံဆိုတဲ့အလံတော်အောက်မှာအတူတကွညီကိုမောင်တော်လို့ရှင်တွဲနေထိုင်ရမယ်တယောက်နဲ့တယောက်ချင်းချင်းမြတ်တာတရားနဲ့နေထိုင်ရမယ်တယောက်နဲ့တယောက်ဆန္ဒနာလေးမှုနေထိုင်မယ်တယောက်နဲ့တယောက်ကိုထောက်ထားညာတာမှုတွေနေနိုင်မယ်တယောက်နဲ့တယောက်ကိုအမုန်းတရားတွေအညှိုးတွေမရှိဘဲနေနိုင်မယ်ဆိုတဲ့စိတ်မျိုးဝင်နိုင်လို့ရှိရင်ကျွန်တော်တို့အားလုံးကအတူတူပဲ ါကိုလက်ခံဖို့လိုဒါကြောင့်ဒီဘလီကိစ္စဒီစောက်တာကူမှမနစ်ကပေးတယ်ဒီနှစ်မှာဒီကူပြီးခဲ့တဲ့ရပိုင်းလေးမှာစားဆောက်တာစားဆောက်လို့အတန်ထွက်လာတာမနစ်ကတော့အတန်သိမထွက်ဘူးဒီနှစ်တော့အတန်ထွက်လာတော့စားဆောက်နေပြီစောက်တော့စိုးနေတာဒါကိုလည်းကျွန်တော်သိစီခြင်းနဲ့ကျွန်တော်အနေနဲ့ကတော့ဒီဘလီကိစ္စဒီဟိုအရေးကြီးခွင့်ကျယ်လုံးပြီးတော့ပြူပြူပြဲရှူရှဲထိုက်ပြီးတော့အော်အော်တောင်းဖြစ်စရာမလိုတဲ့ကိစ္စဖြစ်တယ်လို့စိုးရင်နေတဲ့သူတွေကိုလည်းမစိုးရင်မှလည်းလို့မပြောခင်ဗျားတို့စိုးရင်လို့ရပါဒါပေမဲ့ဘာလောက်တာလဲဘလို့အချင်းချင်းရှိလဲခင်ဗျားတို့သဘောထားကဘာလဲဆိုတော့သက်ဆိုင်လူကြီးတွေပြစ်တိပြီးတော့သက်ဆိုင်လူတွေတိပြီးပြီးဆိုရင် ကရတော့တမိုင်းကျွန်တော်တာဝန်ကြီးပါပြီ။ကျွန်တော်တော့ခဏလေးကြည်နေပါအရင်မလောပါနဲ့။နိုင်ငံတော်ကြီးကလည်းတေချာပြဆင်းသားပါလိမ့်မယ်။သက်ဆိုင်ရဘာသာဝင်တွေကလည်းသူတို့လုံတင်တာတွေသူတို့လုပ်ပါလိမ့်မယ်။ပြီးတော့ငင်းကြသောအေးကြသောနေထိုင်တဲ့တိုင်းပြည်ကိုအကျိုးပြုတဲ့အစ္စလမ်ဘာသာဝင်တိုင်းအတွက်တော့မြည်သည့်နေရာမှာမဆိုသူတို့ဝတ်ပြုဖို့အတွက်ပလီတခုတော့လိုအပ်ပါသလားမင်းလိုအပ်ပါတယ်။ဒါပေမဲ့အဲ့ဒီလူတွေကအေးချမ်းစွာနေထိုင်ပြီးနိုင်ငံကိုချစ်တဲ့နိုင်ငံရဲ့တာကောင်းကျရနာအစ္စလမ်ဘာသာဝင်ကြီးဆိုလေပိုကောင်းတာပေါ့ဗျာအဲ့ဒါဆိုကျွန်တော်လည်းညီကိုညီကိုတွေလိုမျိုးအေးဆေးပါဗျာဒါလေးကိုနှစ်ဖက်မျှကြည့်စဉ်းစားပြီးတော့ လောက်ကြဘူးသက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကိုလည်းတိုက်တွန်းပါတယ်နော်သူ့ဘက်ကိုပဲကြီးလို့ဆွဲမနေကြဘူးအာမေဒီကောင်တွေကငါတို့အစ္စလာမ်ဒီလိုပြောရကောင်းလားအာဒီဘုရားဘာသာဝင်တွေကဒီလိုဝါဖြစ်တာလားဟုတ်တော့အစ္စလာမ်တွေကတော့အဲ့လိုဆိုရင်ကျွန်တော်တို့ချင်းချင်းမှာဂိယစနစ်ပေါ့တာဟာဇရာဖြစ်မှုဘာသာရေးဂိယစနစ်တာဟာဇရာဖြစ်မှုပြည့်ရင်းသွားရင်ကျွန်တော်တို့တိုင်းပြည်တွေစိုးကျိုးတွေပဲရှိပါတယ်ကျွန်တော်တို့ချင်းချင်းဒီလောက်သွေးကွဲပြီးစော်နေလောင်နေကြတာမရက်နိုင်ကြဘူးလားဆိုတော့စဉ်းစားကြည့်ပါဒီလောက်ဒီအချိန်မှာတော့ရက်နေရက်ဖို့တင်နေပြီကျွန်တော်တို့ဘာသာရေးကွဲတာလူမျိုးရေးကွဲတာနော်အယူအဆကွဲတာ သတိအဲ့ဒီအကွဲပြဲတွေကြောင့်ကျွန်တော်တိုင်းပြည်ကဒီနေ့ကဘာမှာနိုင်ကြုံနိုင်မယ်ရောက်နေတာဒါအောင်မှကျွန်တော်တို့ကမတိသေးပဲထပ်ကွဲကြအောင်မထပ်ချကြအောင်မဆိုရင်ကျွန်တော်တို့သိကြတယ်သူများတွေကလာကဘာတက်ဖို့ကြိုးစားနေကျွန်တော်တို့ကငရဲပြူဆင်းဖို့ကြိုးစားနေတယ်လို့ဖြစ်နေတယ်အဲ့ဒါလေးတွေမမေ့ကြဘူးတော့တိုက်တော့ပါလေဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားအလုံးမြည်သည့်ဘာသာဝင်မဆိုမြည်သည့်တိုင်းရင်းသားကိုမဆိုအားလုံးကိုကျွန်တော်ရည်ညွှန်းပါတယ်ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်